အားလုံးပဲမင်္ဂလာပါ Mr. Wa Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဗီဒီယိုမှာတငရင်းကိုပြန်လည်များလို့ရှင်ကြားရတာလေးကတော့ Messenger မှာ video call ခေါ်ပြရပြဿနာကိုဖြေရှင်းလို့ရနေတယ်ကိုဒီဗီဒီယိုမှာတငရင်းကိုပြန်လည်များပြရမှာဖြစ်ပါတယ်အဲ့တော့ကိုသုံးတဲ့ Messenger ကပုံမှန်တိုင်း video call ခေါ်မရအောင်ဆိုလို့ရှင်တော့အခုကြောက်ကြမဲ့နေတဲ့တိုင်ပေါ့နော်တငရင်းနေလုံးဝဆိုလို့ရှင်တော့ပြန်ပြီးတော့မှအဆင်ပြေသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင်အရင်ကဆုံးနဲ့ကြောက်ရဒီ Messenger ကိုမလုပ်ပြရမှာဆိုလို့ရှင်တော့ ဒီ place store သွားပြီးတော့မှ update လုပ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီကျွန်တော်ဒီ place store ဝင်သွားပြလိုက်ပါပြီးပြီဆိုလို့ရှိရင်တော့ဒီမှာဒီစက်ပါပါပေါ့နော်ကိုကဒီ messenger ကိုရေးထည့်ပြီးတော့မှ update လုပ်ရဖြစ်ပါတယ်ပေါ့နော်ဒါ messenger ရေးထည့်လိုက်ပါပြီးပြီဆိုလို့ရှိရင်ဒီမှာ messenger ပေါ်လာလိုက်ပေါ့နော်အဲဒီ messenger ကျွန်တော်ထောက်ပြီးတော့မှဒီမှာ update ပေါ့နော် update လုပ်ခိုင်းဆိုလို့ရှိရင်ဒီမှာ update လုပ်ပြရပေါ့နော်ဒါဆိုလို့ရှိရင်တော့ messenger ကို update လုပ်ပြီးဖြစ်ပါတယ်ပေါ့နော် ဒါကပထမတစ်ချက်ဖြစ်ပါတယ်နောက်တစ်ချက်ကျတော့မလုပ်ပြရမယ်ဆိုလို့ရှိရင်တော့ဖုန်းရဲ့ air ကြောင့်ဖြစ်ပါတယ်ပေါ့နော်ဖုန်းရဲ့ air ဆိုတာကဒီဖုန်းကြောင့်လားပေါ့နော်ဖုန်းကအသုံးများတယ်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်တတ်ပါတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းကို power ဆက်ပိတ်လိုက်ပေါ့နော်ဆက်ပိတ်ပြီးတော့မှပျောက်ခင်းပြီးတော့မှပြန်လုပ်မယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အစီအပြေသားဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဖုန်းက power ကိုပိတ်ပြီးတော့မှကျွန်တော်တို့ကဒီမှာဖုန်းကိုဆက်ပိတ်လိုက်ပေါ့နော် power ပိတ်ပြီးတော့မှပျောက်ခင်းလိုက်မယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှအစီအပြေတက်ပါတယ်ပေါ့နော်ဒါကတော့နှစ်မိနစ်တစ်ချက်ဖြစ်ပါတယ် နောက်တစ်ချက်ကျတော့ကျွန်တော်မလုပ်ပြရမှာဆိုလို့ရှိရင် phone ရဲ့ camera အရာပေါ့နော် phone ရဲ့ camera အရာကြောင့်ကျွန်တော်ဘယ်လိုပြင်ဆင်မှာဆိုလို့ရှိရင်ဒီ phone ရဲ့ camera ကိုကျွန်တော်တစ်ချက်ဖိပေးလိုက်ပေါ့နော်အဲအဲမဖိခင်မှာကျွန်တော် phone ရဲ့ camera ကိုတစ်ချက်ခွင့်ကြည့်လိုက်ပေါ့နော် phone ရဲ့ camera ကပုံမှန်တိုင်းမဲ့အသုံးပြုရလာပေါ့နော်โอเค phone ရဲ့ camera ကပုံမှန်တိုင်းမဲ့အသုံးပြုရတယ်ဆိုလို့ရှိရင်ဘာပြဿနာမရှိပါဘူးပေါ့နော်အခုကိုဒီ phone ရဲ့ဒီ phone မှာပေါ့နော် camera မှာ remote မပြဘဲနဲ့မှာအခြားဒီ AR တွေဘာကြီးဖြစ်နေလဲဆိုလို့ရှိရင် အဲ့ဒါဆိုလို့ရှိရင်တော့ဒီ 4K ကင်မရာရဲ့ AR ဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ reflection ကဆိုကြပြပြပေးတယ်ပေါ့နော်အဲ့ဒီ 4K ကင်မရာကိုတစ်ချက်ဖိထားပေးတယ်ပေါ့နော်ဖိဆိုလို့ရှိရင်ဒီမှာကျွန်တော်က app info လေးကိုကျွန်တော်ဝင်သားပေးလိုက်ပါပြီးရင်တော့ကျွန်တော်ကပြောသွားမှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီ clear ဒီ store ပေါ့နော် storage ဒီညာဆက်သွားပေါ့နော်ဒီညာဆက်ဝင်သားပေးလိုက်ပါနော်ဒီနောက်ဝင်ပြီးတော့မှအရင်ဆုံးနဲ့ကျွန်တော်ဘာလုပ်ပြရမလဲဆိုလို့ရှင်တော့ဒီ clear storage ဆိုတာနဲ့ပြီးတော့ကျွန်တော်ချက်ရှင်းပြရဖြစ်ပါတယ်ပေါ့ဒီနော် ီညာချက်ရှင်းပြရဖြစ်ပါတယ် clear screen ညာချက်ရှင်းပြရဖြစ်ပါတယ်ပေါ့နော် okay ကျွန်တော် shape wise ဆိုလို့ရှိရင်တော့ node တနည်းအားဒီ permission ညာကိုသွားပြလိုက်ပါ view ဆိုလို့ရှိဒီညာမှာကျွန်တော်တို့ကကင်မရာလေးကိုကျွန်တော်နှိပ်ပြီးတော့မှအပေါ်ဆုံးအဟာပေါ့နော် along ဒီ only along only which အပေါ်ဆုံးဟာပေါ့နော်ဒီ out ဆုံးဟာကိုရွေးတယ်နော်ဒီညာဒါကိုကျွန်တော်ရွေးလို့မရအောင်နော်ဒီအပေါ်ဆုံးဟာကိုရွေးပြရဖြစ်ပါတယ်ပေါ့နော်ဒီညာကိုဆက်ရွေးထားပြလိုက်ပါနော်နောက်တစ်ချက်ကျတော့ဒီမှာဖုန်းညာကို ထောက်ပြီးတော့မှလည်းဒီနေရာမှာအလောင်းနေရာကိုရွေးထားပေးရဖြစ်ပါတယ်။ဟို HP ဆိုကြဒီမိုက်ခရိုဖုန်းနေရာမှာလည်းဒီတော့အပေါ်ဆုံးဟာပဲဒီလိုရွေးထားပေးရဖြစ်ပါတယ်ပေါ့နော်။အခုဒီဒီကင်မရာမှာလည်းဒီလိုမျိုးလွတ်ထားမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖုန်းရဲ့ကင်မရာကိုပုံမှန်တိုင်းကျွန်တော်အသုံးပြုရမှာဖြစ်ပါတယ်ပေါ့နော်။ဒါဖုန်းရဲ့ကင်မရာအရာကိုဖြည့်ရှင်းတာဖြစ်ပါတယ်ပေါ့နော်။ โอเคနောက်တစ်ချက်ကြတော့ကျွန်တော်ပြသမှာဆိုလို့ရှင်ဒီ messenger ရဲ့ error ကြောင့်ပေါ့နော် messenger error ဖြစ်တယ်ဆိုလို့ရှင်ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုလို့ရှင်တော့ဒီ messenger ရဲ့ messenger ကိုကျွန်တော်တို့ကဖြည့်ပြီးတော့မှဒီဘာလုပ်ပေးရမလဲဆိုလို့ရှင်တော့ဘာနော် app info လောက်ကြောင်းဝင်စားပေးလိုက်မှာနော်ဝင်ပြီးတော့ခုနကဒီ camera ကြောင်းဖြည့်ရှင်းတယ်လို့ပေါ့နော်ဒီနေရာမှာအဲအရင်ဆုံးအရင်ဆုံးကတော့ဒီမှာနော် permission နေရာကိုဝင်ပြီးတော့မှဒီ camera နေရာကိုထောက်ပြီးတော့မှအပေါ်ဆုံးကဟာလေးကိုကျွန်တော်ရွှေ့ရွှေ့ချက်ပေးတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရှင်ကြားပြီဖြစ်ပါတယ်နောက်တစ်ချက်ကြတော့ဒီမှာနော် ဒီ microphone နေရာတွေပေါ့နော်ဒီ music နေရာတွေလည်း item ပေါ့နော်အပေါ်ဆုံး allow မဲ့ကျွန်တော်ထားပေးရဖြစ်ပါတယ်ပေါ့နော်ဒါကတော့ဒီ messenger မှာအဲဒီ remote ချက်ကိုလောက်ထားပေးမယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာနော် destroy နေရာချက်သွားမယ်ဒါနောက်ဆုံးတစ်ချက်ပေါ့နော်ပြီးရင်တော့ဒီနေရာမှာအဲ clear storage ဆက်နေပြီးတော့မှလည်းကျွန်တော်ကဒီနေရာမှာဒီ messenger ကို ဒီ clear data ပေါ့နော် share ထုတ်ပေးတာဖြစ်ပါတယ်ဒါကလုံးဝမရတော့မှကျွန်တော်ဖြည့်ရှင်းတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ messenger ကိုလုံးဝဖြည့်ရှင်းလို့မရတော့ဘူးဆိုလို့ရှင်နောက်ဆုံးဒီ link ကတော့အဲ့ဒါပေါ့နော်ဒါကိုကျွန်တော်ကဒီ clear storage ကိုနှိပ်ပြီးတော့မှဒီပြန်ပြီးတော့မှအစ်စ်ပြန်ရှင်းတာပေါ့နော်ဖြည့်ရှင်းပေးရမှာဖြစ်ပါတယ်ဒါဘာပြဿနာမရှိပါဘူးပြန်ဝင်လို့ဆိုတင်ရတာပေါ့နော်ဒါကတော့ဒီဒီ number 4ချက်ဖြစ်ပါတယ်ပေါ့နော် ဒီနံပါတ်5ဆက်ဆက်ပါလဲဆိုလို့ရှိရင်ဒီ software ကိုကျွန်တော်ကဘာလို့ပြရမှာဆိုလို့ရှိရင်တော့ဒီလုံးဝဖြည့်ရှင်းလို့မရတော့ဆိုလို့ရှိရင်တော့เนาะဒီ software ကိုကျွန်တော်ကဒီ uninstall လုပ်ပါเนาะပြန်ဖြတ်လိုက်ပါအဲဖြတ်ပြီးတော့ဖြတ်တာတော့ဘာမှမခက်ဘူးပေါ့เนาะဒီ software ဖြည့်ပြီးတော့မှဒီ uninstall နေတာပေါ့เนาะဘယ်တော့ uninstall uninstall app တွေနေပြီးတော့မှကျွန်တော်ဖြတ်တာပေါ့เนาะ ဒါကတော့ software ကို messenger software ကျွန်တော်ဖြတ်မယ်ဖြတ်ပြီးလို့ရှိရင်ဒီ play store တောင်းပြီးတော့မှတက်ပြန် down မယ်ပြီးရင်ပြန်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဒီပြဿနာကိုကျွန်တော်ဖြေရှင်းရမှာဖြေရှင်းရမှာဖြစ်ပါတယ်ပေါ့နော်ဒါကလုံးဝမရတော့မှမှကျွန်တော်ဒီပြဿနာကိုဖြေရှင်းဖြစ်ပါတယ်ပေါ့နော်အကယ်ရသေးတဲ့ဆိုလို့ရှိရင်တော့73ပေါ့နော်73ရမှာဖြစ်ပါတယ်ပေါ့နော်အေးဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာအခုကတည်းကကျွန်တော်ပြောသလိုပေါ့နော်ဒီ messenger ကိုကျွန်တော်ဖိပြီးတော့မှာပေါ့နော်ဖိထားပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီ app in holder ကိုဝင်စားပြီးပြီးတော့မှာ ကျွန်တော်ခုနပြောသလိုပေါ့နော်ဒီပါမရှင်လေးချုပ်သားပေးမယ်နော်ဒီမှာကျွန်တော်ကင်မရာရွေးထားလာပေါ့နော်ကင်မရာကင်မရာနေရာမှာအလောင်းကျွန်တော်ရွေးထားမှာဖြစ်ပါတယ်ပေါ့နော်ယူဆိုရှင်လည်းဒီမိုက်ခရိုဖုန်းနေရာမှာကျွန်တော်အလောင်းပေးထားအပေါ်ဆုံးอ่ะပေါ့နော်အလောင်းကိုကျွန်တော်ပေးထားမှာဖြစ်ပါတယ်โอเคဒါလေးကျွန်တော်ပေးထားဖို့လိုတယ်ပေါ့နော်အခြားဒီအဲပုံနေနေရာမှာလည်းကျွန်တော်ပေးထားပေါ့နော်ပေါ့နော်အရေးကြီးဆုံးဟဲ့ရတာဒီကင်မရာပေါ့နော်ကင်မရာကိုကျွန်တော်ဖြစ်မနေအပေါ်ဆုံးမှာပဲကျွန်တော်ကအလောင်းကျွန်တော်ထားပေးရပါမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ ဒီ messenger ကိုပေါ့နော်ဒီလိုမျိုး video call ကိုခေါ်မရဘူးအခြားအရာတွေဖြစ်တယ်ပြဿနာတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်နေနေလေးတော့ဖြည့်ရှိရှိပါပထမနေ့ကျတော့ဒီ software ကို update လုပ်ဖို့ update လုပ်ဖို့ပေါ့နော် update လုပ်ဖို့တဲ့ကျွန်တော်လိုအောင်မှာဖြစ်ပါတယ်ပေါ့နော်နောက်နံပါတ်2တစ်ချက်ကျတော့ဖုန်းကို set page ပြန်ဖွင့်လိုက်ပါပြီးဆိုရှင်နံပါတ်3တစ်ချက်ကျတော့ဒီ camera ရဲ့ error ကြောင့်ဖြစ်တဲ့ဒီ camera ရဲ့ error ကိုပြန်ပြီးတော့မှ data ပြန်ရှင်းပေါ့နော် ပြန်ပြီးတော့မှ data ပြန်ရှင်းလိုက်ပါရှင်းပြီဆိုလို့ရှိရင်တော့ ီ permission ပေးရတာပေးတင်လာကျွန်တော်ပေးလိုက်ဖို့ပြောကျွန်တော် application ဖြစ်ပါတယ်ပေါ့နော်နောက်ဒီ number တွေတစ်ချက်ကြတော့ဒီ messenger ရဲ့ error ပေါ့နော်အဲလိုရှိရင်ကျွန်တော်ဒီ messenger ကို declare data လုပ်ပြီးတော့မှအဲတိကျဝင်ပေးရဖြစ်ပါတယ်ပေါ့နော်အခြား permission ပေးမှာတဲ့ဟာလည်း permission ပြန်ပေးလိုက်ပေါ့နော် user data တွေလုတ်လုတ်ပြရဖြစ်ပါတယ်ပေါ့နောက်ဒီ number 5တစ်ချက်ကြတော့ဒီ software ကိုဖြတ်ပေါ့နော်ဖြတ်ပြီးတော့မှအစ်စ်ပြန်ပြီးတော့ပြန် down မယ်ပြီးရင်တော့ပြန်ဖွင့်ပေးရဖြစ်ပါတယ်ပေါ့နော် နောက်တစ်ချက်ကြတော့ဒီ messenger ရဲ့မှာကျွန်တော်ပါမရှင်ပေးထားတဲ့ဟာတွေကိုပြန်ပြီးတော့မှပါမရှင်ပြန်ပြီးတော့မှဒီကင်မရာကိုပါမရှင်ပြန်ပေးထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနည်းလေးအားဖြင့်မော်ဒယ်ကြီးတွေဖုန်းမှာရှိတဲ့ messenger ကိုပုံမှန်တိုင်းဗီဒီယိုကောလေးသုံးမရအောင်ဆိုလို့ရှိရင်ဒီနည်းလေးကိုသုံးပြီးတော့မှဒီပြဿနာကိုဖြေရှင်းရတဲ့အကြောင်းပေါ့နော်ဒီနည်းလေးတွေကိုပြန်ညှိပေးထားဖြစ်ပါတယ်ပေါ့နော်